thank uh you -huh. မင်္ဂလာပါရှင်ခစ်တက် news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ယူကရိန်းကိုကျူးကျော်တဲ့ရုရှားနဲ့မြန်မာအကြမ်းဖက်စစ်ကောင်စီတို့ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်လက်မှတ်ထိုးတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရုရှားဟာမြန်မာစစ်ကောင်စီနဲ့ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်တရက်ကိုဇွန်လ20ရက်ကလက်မှတ်ရေးထိုးခဲ့တယ်လို့ဖော်ပြထားပါတယ်ကမ်းလွန်ရေနံနဲ့သဘာဝတန့်ဝင်နေမြေရဲ့ဖွံ့ဖြိုးတိုးတက်ရေးရုရှားကုမ္ပဏီတွေကိုဆွေးဆောင်ဖို့မြန်မာဘက်ကအစင်တင်ဖြစ်မှုကိုအထူးသတိပြုမိရလို့ရုရှားစီးပွားရေးဝန်ကြီးကစိန့်ပီတာစဘတ်မြို့မှာစစ်ကောင်စီရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားရေးဆက်ဆံ င်ရင်ဝင်ကြီးကန်စောနဲ့သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပြီးမှပြောကြားခဲ့တာပေါ့သဘောတူညီချက်အရ660မဂါဝက်ရှိကြောင်မီသွေးသုံးအပူစွမ်းရင်သုံးဓာအပေးဆက်ရုံတိစောက်နေတဲ့တဝဲထူးစီဝိုင်းဆောင်ပါဝင်စီမံကိန်းတွေကိုအရှင်ဟုံမြင့်ကူညီပေးမှဖြစ်တယ်လို့ရုရှားကဆိုပါတယ်အာနာသိမ်းပြီးနောက်ပိုင်းရုရှားဟာစစ်ကောင်စီကိုနိုင်ငံရေးစည်ရင်းရကြောတောင်နောက်ကန်ပြုနေတယ်လို့ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကိုလည်းစစ်ကောင်စီကထောက်ခံပြောဆိုထားတာပေါ့ပြီးခဲ့တဲ့မလကလည်းစစ်ကောင်စီကောင်းဆောင်မင်းဟောင်းလိုင်းကရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံခဲ့ပြီးမြန်မာ မာနိုင်ငံမှာအသေးစားနျူကလ িয়ার ဆက်ရုံတည်ဆောက်ရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။တဝယ်ထူးစည်းဝိုင်းဆောင်မှာစိတ်ကန်းနဲ့ရှင်းနံချက်ဆက်ရုံတည်ဆောက်ရေးနှစ်နိုင်ငံနားလည်မှုစကြုံလာလက်မှတ်ရေးထိုးမှုကိုတော့အဲ့ဒီမတိုင်ခင် February လကပြုလုပ်ခဲ့ပါတယ်။ ောင်ချာနီကလက်မှတ်ရေးထိုးခဲ့ကြတဲ့သဘောတူညီချက်ဟာတရုတ်ပို့ဆောင်ရေးအခြေခံအဆောင်တတူပေးတာစိုက်ပျိုးရေးနဲ့ဆက်သွယ်ရေးကဏ္ဍတွေပါဝင်နေပေတီတီကပူးပေါင်းဆောင်ရွက်မှုတွေကိုလွယ်ကူချောမွေ့စေမယ်လို့ရုရှားအစိုးရကပြောကြားခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်နီးနဲ့ရွှေကောက်ပွဲအတွက်မဲပေးဆက်တွေထုတ်လုပ်နေတယ်လို့စစ်ကောင်စီရွှေကောက်ပွဲကော်မရှင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကဥဆောင်ကျင်းပမယ်ရွှေကောက်ပွဲမှာအသုံးပြုဖို့မဲပေးဆက်တွေထုတ်လုပ်နေတယ်လို့စစ်ကောင်စီရွှေကောက်ပွဲကော်မရှင်စစ်ကောင်စီရွှေကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကိုကိုကပြောဆိုသွားပါတယ်။ရွှေကောက်ပွဲအတွက်လိုအပ်တဲ့မဲပေးဆက်တွေ ကိုထုံးလုံးလျက်ရှိပြီးရှားရှိလာတဲ့မဲပိဆက်တွေကိုသက်ဆိုင်ရာတိုင်းပြည်ပြည်နယ်တွေကိုတည်ယူပို့ဆောင်တင်တူလောင်ထိမ့်သိမ့်ခြင်းနဲ့ပျက်စီးမှုမရှိစေဖို့စနစ်တကျသိမ်းဆည်းစီမံဆောင်ရွက်နေရလို့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကဆိုပါတယ်။မနေ့ကနေပြည်တော်မှာကျင်းပပြုလုပ်တဲ့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များညှိနှိုင်းစည်းဝေးမှာဥက္ကိုကအခုလိုထည့်သွင်းပြောဆိုသွားတာပါ။မဲပိဆက်တွေကိုဘယ်မှာထုတ်လုပ်တယ်ဆိုတာနဲ့ဘယ်လိုထုတ်လုပ်နေရဆိုတာကိုတော့ပြောဆိုသွားတာမျိုးမရှိပါဘူး။မဲပိဆက်တွေကိုမြန်မာ electronic voting machine င် MEVM လို့နာမည်ပေးထားပြီးပြီးခဲ့တဲ့ဇွန်လ12ရက်ကလည်းရှမ်းပြည်နယ်အစိုးရအဖွဲ့တွေကစမ်းသပ်မှုပြုလုပ်ခဲ့တယ်လို့လည်းစကောက်စီထုတ်ပြန်ချက်တွေအရသိရပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့အရသာအစိုးရအဖွဲ့ရွေးကောက်ပွဲအနိုင်ရရှိဖို့လွှတ်တော်ခေါ်ဖို့စီစဉ်နေတဲ့အချိန်အာဏာသိမ်းခဲ့တဲ့စကောက်စီဟာလာမယ့်ဒီဇင်ဘာလနဲ့2026ခုနှစ်တည်မှာရွေးကောက်ပွဲကိုတော့အပိုင်းလိုက်ပြုလုပ်ကျင်းပသွားမယ်လို့ပြောဆိုထားပါတယ်။စကောက်စီရွေးကောက်ပွဲကော်မရှင်ကတနင်္ဂနွေလုံးအတိုင်းအတာနဲ့မဲပေးဆက်တွေအသုံးပြုဖို့စီစဉ်နေတာပါ။မဲမတမာမှု အကြောင်းပြချက်နဲ့အရက်သားအစိုးရစီကအာဏာသိမ်းထားတဲ့စစ်ကောင်စီကတော့ရွေးကောက်ပွဲကိုလာမဲ့ဒီဇင်ဘာနောက်ဆုံးပတ်ဓမ္မမုံ2026ခုနှစ်ဇန်နဝါရီလဒုတိယပတ်ထဲမှာကျင်းပမယ်လို့အတည်ပြုပြောဆိုထားပါတယ်ဒီရွေးကောက်ပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းသားတော်လိုင်းအဖွဲ့တော်တော်များများကအကန့်ကွက်နေကြတာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်ပလင်းမျိုးနဲ့ကန်တောက်စစ်ကောင်စီတပ်စခန်းကိုတော်လိုင်းမဟာမိတ်တပ်တွေကအပိသက်သိမ်းပိုင်ရရှိထားပြီးဖြစ်ကြောင်း PNL ပြောရေးဆိုခွင့်ရှိသူအတည်ပြုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလင်းမျိုးနယ်ရှိကန်တ တောင်စစ်ကောင်စီစခန်းကိုတော်လိုင်းမဟာမိတ်တပ်တွေကအပိသက်သိမ်းပန်ရရှိခဲ့ပြီဖြစ်ကြောင်းပြည်သူ့လူမျိုးရေးတပ်မတော် PNL ပြောရေးဆိုခွင့်ရှိသူရဲဘော်နီနီကျော်ကသတင်းဌာနကိုပြောပါရယ်ဇွန်လ2ရက်ကစပြီးပလဲမြို့နယ်ကန်တောင်နယ်မြေရဲစခန်းကို PNL ဦးဆောင်တဲ့မဟာမိတ်ပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနေစဉ်ရက်ဆက်တိုက်ပွဲပြင်းထန်ခဲ့ကဇွန်လ10ရက်နေ့ကစစ်ကောင်စီလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့ Jet Fighter တစ်စီးကိုပြစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်းအဲ့ဒီနောက်ဆက်ပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာဇွန်လ19ရက်နေ့မှာအပိသက်သိမ်းပိုင်နိုင်ခဲ့ကြောင်းသိရပါရယ် သိမ်းပိုက်မိတာမှန်ပါတယ်။တရင်အသေးစိတ်ကိုအချက်အလက်အကုန်ပြည့်စုံမရသေးဘူး။ကျမတို့ရဲဘော်ရီနဲ့လည်းနည်းနည်းအဆက်အသွယ်ပြန်နေလို့အသေးစိတ်အချက်အလက်နဲ့တကွာတရင်ထုတ်ပြန်မှမယ်လို့ PN နေပြည်သူ့လူမျိုးရေးတပ်မတော် PN နေပြောရေးဆိုခွင့်ရှိသူရဲဘော်နီနီကျော်ကတရင်ဌာနကိုပြောပါတယ်။ အဲဒီလိုစကန်းသိမ့်ပိုက်မိတော့လေအကျန်းပတ်စစ်ကောင်စီတပ်ကလေချောင်းနဲ့တိုက်ခိုက်နေစေဖြစ်ကြောင်းကန်တောက်နယ်မြေရဲစကန်းသိမ့်တိုက်ပွဲတွင်အကျန်းပတ်စစ်ကောင်စီတပ်အရသာပြည်သူများနေထိုင်ရာကျင်းရွာကိုပိတ်မတ်ထားပြီးနေစဉ်ရက်ဆက်လေချောင်းနဲ့ပုံကျဲတိုက်ခိုက်မှုကြောင်းပြည်သူ9ဦးထပ်မံတေဆုံးပြီးကျင်းရွာပေါင်း20ကျော်မှပြည်သူများစစ်ဘေးရှောင်နေရကြောင်းသိရပါတယ်။တန်စီယိုအထက်ထက်ဂရုတ်ဘန်ကာရီအထက်ထက်မိုင်းကွင်းနေအထက်ထက်စစ်စကန်းနေအထက်ထက်နဲ့ဘယ်သူမှမတိုက်နိုင်ဘူးလို့မောက်မာနေတဲ့ပလဲကန်တောက်အခိုင်မာခြေကုပ်စကန်းကိုငါတို့ပြန်လေတက်ကဒီကနေ့ပဲအနိုင် င်းတက်ပြီးသိမ်းလိုက်ပြီးလို့ PNL ရဲဘော်တအုပ်ကလူမှုကွန်ရက်မှာရှင်းသားထားပါတယ်။ပလင်းမြို့နယ်ကန်တောက်စစ်တပ်စခန်းကို PNL ပါဝင်မဟာမိတ်တော်လိုင်းတပ်တွေကစုပေါင်းထိုးစစ်ဆင်နေတာဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့များဘက်ကလည်းထိခိုက်ကြဆုံမှုတွေရှိကြောင်းသိရပါတယ်။ နောက်ထပ်တပုတ်အနေနဲ့အညာကနေဒေါအောင်ဆန်းစုကြည်ကိုလွမ်းချသူတွေဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ဘေးစစ်တမ်းခံနေရတဲ့ဇကိုင်းနဲ့ရွာတရွာကအသက်85နှစ်အရွယ်ဒေါ်မြတ်ဟာဇွန်လ19ရက်နေ့မနက်ပိုင်းကဖယားရှိခိုးတာအရှင်နိကထပ်ပို့ကြခဲ့တယ်။ဘာလို့လဲဆိုတော့ဒီနေ့ဟာလူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်တာကြောင့်သူမအတွက်ဖယားမှာဆုတောင်းပေးနေရလို့ဒေါ်မြတ်ကပြောပါတယ်။အချုပ်နောင်ကနေအမြန်ဆုံးလှုပ်ဖို့လဲဆုတောင်းပါတယ်လို့ဒေါ်မြတ်ကပြောပါတယ်။ဒေါ်မြတ်တို့တတွေဒေါအောင်ဆန်းစုကြည်ကိုလွမ်းနေခဲ့တာ9နှစ်နီးပါးရှိပါပြီ။ ွေးနေမရောက်ခင်တရက်အလို့ကတော့ ဒေါအောင်ဆန်းစုကြည်နဲ့တမရဥဝင်မြင့်တို့ရဲ့တမနစ်ကြကြောသားကြားတဲ့တရခွင်ရုပ်တံထွက်ပေါ်လာခဲ့တဲ့ရုပ်တံမှတ်တမ်းကလက်ရှိရိုက်ကူးထားတာတော့မဟုတ်ဘူးပြီးခဲ့တဲ့2022ခုနှစ်ဩဂုတ်22ရက်နေ့ကတရခွင်နဲ့2022ခုနှစ်ဒီဇင်ဘာလ12ရက်ကတရခွင်မြင်ကွင်းတချို့ဖြစ်ပါတယ်တရခွင်နှစ်ခုစလုံးမှာတော့ဒေါအောင်ဆန်းစုကြည်ကိုအဖြူရောင်ဆွေတာလက်ရှိအနက်ရောင်လုံးကြီးဝစ်စင်ထားတာတွေ့ရပြီးပန်းမပန်ထားပါဘူးပြည်သူတွေဟာအဲ့ဒီမှတ်တမ်းအတူလေးတွေ့တာနဲ့တင်မျက်ရည်ဝဲကျစိတ်ထိခိုက်ကြတယ်9နှစ်အတွင်းဒါဒုတိယမြောက်တွေ့ရတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကနေပြင်း ေရာကိုအရင်ကလည်းတရက်ခွင်တပ်ပုံတပုံစစ်ကောင်စီကထုတ်ပြန်ခဲ့ပူပါတယ်အသက်80ပြည့်ပြီးတဲ့လူလူကောင်းဆောင်ရဲ့ကျမ်းမာရေးအတွက်ပြည်သူတွေကစိုးရိမ်ကြပါတယ်ပြည်သူတွေစိုးရိမ်ကြသလိုဒေါ်ဆန်းစုကြည်ဟာပြီးခဲ့တဲ့မလ28ရက်ကနှုတ်ခတ်ခဲ့တဲ့စကိုင်းကလင်ကြီးမှာဘေဘလက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့အရက်ဖတ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့စူဖောင်ဒေးရှင်းရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ဒေါ်ဆန်းစုကြည်ချုပ်နှောင်ခံထားတဲ့အကျဉ်းထောင်မှာထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီးဒေါ်ဆန်းစုကြည်ကိုယ်တိုင်လည်းဘေဘလက်မှာဒဏ်ရာရခဲ့တယ်လို့စူဖောင်ဒေးရှင်းကအသိပေးပါတယ် တောင်ဆန်းစုကြည်ဓာတ်ငါးနှစ်ငယ်တဲ့ဒေါ်မြတို့တော့ငလင်ကြီးမှာကံကောင်းလို့အသက်ရှင်နေတာမို့အသက်80ပြည့်ပြီဖြစ်တဲ့တောင်ဆန်းစုကြည်အတွက်တော့စိတ်ပူစရာပါတောင်ဆန်းစုကြည်ကျမ်းမာပဂတိနဲ့အပြင်းပြန်ရောက်ဖို့လဲတော်လိုင်းအင်အားစုတွေကပြည်သူတွေပါဆန္ဒရှိကြပါတယ်ဒါကြောင့်ဒီကနေ့ကြာရောက်တဲ့တောင်ဆန်းစုကြည်မွေးနေ့မှာလူလူလှုပ်ရှားမှုတွေပြုလုပ်ပြီးမွေးနေ့ပွဲကိုတပြည်လုံးချိန်ချိန်တဲကျင်းပဖို့ပြင်ဆင်ထားတာပါစစ်ကောင်စီကလည်းအဲ့ဒီလိုလေလုံးမဆိုးလို့မွေးနေ့မတိုင်ခင်ကလေးကလက်တပြင်းပြင်းနဲ့ရှိနေခဲ့ပါတယ်မွေးနေ့အကြိုနှင်းအစီပန်းနဲ့ဓာတ်ပုံရပ်ပြီး Facebook ပေါ်တင်တဲ့ န္တလေးကအမျိုးသမီးငယ်လေးတယောက်ကိုဖမ်းဆီးထားတယ်လို့စစ်ကောင်စီကသတင်းဖြန့်ထားပါတယ်ဒါပေမဲ့လူလူကတော့မကြောက်ကြဘူးဒီမနက်ခင်းမှတင်မန္တလေးမြို့နယ်တနေရာမှာလူလူကောင်းဆောင်တောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့လူလူလှူရှာမှုပြုလုပ်သွားခဲ့ပါတယ်အဲ့ဒီလှူရှာမှုနဲ့အတူလူလူကောင်းဆောင်တောင်ဆန်းစုကြည်ကသူ့ယုံကြည်ချက်အတွက်ဆင်အာနာရှင်လက်ကတိုင်းပြည်လွတ်မြောက်ဖို့အတွက်ဒီအသက်ညွယ်ဒီဆက်လက်ကြိုးပမ်းထမ်းရွက်နေစေပါအကျဉ်းထောင်တွေကခေါင်းဆောင်တွေရဲဘော်တွေကတော့မစုံမနဲ့တိုက်ပွဲဝင်နေကြချိန်မှာအကျဉ်းထောင်က ပြည်သူလူထုအနေနဲ့လည်းတော်လန်ရေးမှတပားမရှိပါဘူးလို့လူထုတပိတ်ကောင်ဆောင်တအုပ်ဖြစ်တဲ့ကိုဒေစာဆန်းကအတိပေးပါရယ်အညာမာဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းမှလူထုလှုပ်ရှားမှုတွေအများကြီးပြုလုပ်ဖို့ရှိရဲလို့သခိုင်းတိုင်းကတော်လန်သမားတွေကပြောပါရယ်ဒါအပြင်စာတင်နာတော်လီချောင်းပုံကျဲခံနေရတဲ့သခိုင်းတိုင်းကကလေးငယ်တွေအတွက်မြေအောက်စာတင်ကြောင်တကြောင်ကိုဒီကနေ့တော်ဆန်းစုကြည်မွေးနေ့အထိမ်းမှအနေနဲ့စတင်ဖွင့်လှစ်မယ်လို့ SNC မီးဘေးစစ်ဘေးပညာရေးကူညီဆောင်ရှောက်ရေးဖွဲ့ကပြောပါရယ်တိုက်ပွဲတွေပြင်းထန်နေတဲ့မုံရွာမြို့နဲ့ကြေးရွာတရွာမှာလည်းတော်ဆန်း န်းစုကြည်၂၀ပြည်မွေးနေ့အထိမ်းအမှတ်လူမှုလှုပ်ရှားမှုကော်မတီကပဲပြုလုပ်သွားခဲ့ပါတယ်။မုံရွာ လူမှုတပိတ်တိုင်ပွဲဦးဆောင်ကော်မတီငါးမြင်းဆောင်အာရတာအရတော်လူမှုတပိတ်နဲ့ဒေသခံကာကွယ်တပ်ဖွဲ့များပူးပေါင်းပြီးပြည်သူလူထုနဲ့အတူဒေါအောင်ဆန်းစုကြည်နဲ့တကွတပြည်လုံးလူမျိုးရေးအတွက်ဆက်ယုံပြီးဘန်နာစာရန်ကင်ဆွဲပြီးလူမှုတပိတ်စစ်ကြောင်းချီတက်ခဲ့တာပါအလားတူစလင်းကြီးမြို့နယ်ချင်းတွင်းမြကံဘေးတပိတ်ကျောင်းကလည်းလူမှုကောင်းဆောင်မွေးနေ့အထိမ်းအမှတ်အနေနဲ့လူမှုတပိတ်စစ်ကြောင်းချီတက်ခဲ့ပါသေးတယ်။ဒေါ်များတို့ကတော့နိုင်ငံရေးဆိုတာတကယ်နားမလည်ပါဘူး။ဒါပေမဲ့အာနာသိန်းစစ်တပ်ရဲ့မတရားမှုတွေကိုရှုံမုံးပါတယ်။အတ္တမကနေဓမ္မပြန်လဲလွှမ်းမိုးတာကိုသာလိုလားပါတယ်။ဒါကြောင့် တော်ဆန်းစုကြည်ပြန်လွတ်လာမယ့်နေ့ကိုပဲဒေါမြလည်းမျှော်လင့်နေပါတယ်လို့ရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။